မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အာဆီယံဘုံသဘောတူညီချက်အကောင့်ထဲဖို့ကိုစစ်တပ်ကိုဖိအားပေးမယ်လို့မလေးရှားထပ်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အာဆီယံဘုံသဘောတူညီချက်၅ရက်ကိုအကောင့်ထဲဖို့ကိုမြန်မာစစ်တပ်ကိုဖိအားပေးမယ်လို့မလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ဟာဆန်ကပြောပါတယ် အာဆီယံအနေနဲ့မြန်မာစစ်တပ်ကိုဗုဒ္ဓဘောတူညီချက်၅ရဲ့အကောင့်ထဲပို့ဖို့ဆက်လက်ဖိအားပေးသွားမှာဖြစ်ပြီးအမျိုးသားပြည်နယ်တင့်ညက်ရေးအတွက်အားလုံးပါဝင်တဲ့ဆွေးနွေးပွဲတွေလှုပ်ဆောင်နိုင်ဖို့ပြော့ပြော့ပြောင်ပြောင်ခိုင်ရွယ်နေတယ်လို့လည်းမလေးရှားဝန်ကြီးချုပ်ကပြောပါတယ်။အခြားအာဆီယံအဖွဲ့ဝင်တွေနိုင်ငံတွေလည်းမြန်မာနိုင်ငံအရေးဖြည့်ရှင်းဖို့လိုလားပြီးသဘောထားတစ်ခုထဲမှာရက်တည်နေတယ်လို့သူကဆိုပါတယ်။ မလေးရှားနိုင်ငံသား၏ဝင်ကြီးမိုဟာမက်ဟာဆန်ကအခုလ26ရက်နေ့ကကုလသမဂ္ဂအထွေထွေညီလာခံမှာတွဲဖက်ကျင်းပနေတဲ့အစည်းအဝေးတစ်ခုမှာပြောကြားခဲ့တာပါ။အာဆီယံဘုံသဘောတူညီချက်တွေထဲမှာအကြံဖတ်မှုအစုံသက်ရေးတက်ဆိုင်သူအလုံးကြားအပြုသဘောဆောင်တွေ့ဆုံဆွေးနွေးမှုတွေအဆင်ပြေချုံးမွေစေဖို့အာဆီယံအထူးတန်တမန်တဦးခန့်အပ်ရေးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ရေးစတာတွေပါဝင်ပါတယ်။ 2021ဧပြီလကစစ်ကောင်းဆောင်မင်းအောင်လိုင်လေတက်ရောက်ခဲ့တဲ့အင်ဒိုနီးရှားနိုင်ငံဂျာကာတာမှာကျင်းပတဲ့အရေးပေါ်အစည်းအဝေးမှာအာဆီယံကောင်းဆောင်တွေကသဘောတူညီချက်၅ချက်သဘောတူခဲ့ကြပါတယ်။အာဆီယံအဖွဲ့ဝင်နိုင်ငံတွေသဘောတူထားတဲ့ဘုံသဘောတူညီချက်၄နှစ်ကျော်၅နှစ်နီးပါးတက်တန်းရှိလာပြီဖြစ်ပေမဲ့မြန်မာစစ်အုပ်စုကတော့လိုက်နာတာမရှိသေးပါဘူး။ဆလပီစစ်ကောင်စီကတန့်စင်မြို့နယ်ကိုပုံကျင်းပြည်သူ၈ဦးသေဆုံးပြီး၁၂ဦးဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းတန့်ဆယ်မြို့နယ်ကံထူးမှကြေးရွာကိုစစ်ကောင်စီကဒီကနေ့မနက်မှာပုံကျဲတာကြောင့်အသက်20ကျော်အရွယ်အမျိုးသမီး2ဦးအပါအဝင်ဖြီးသူ10ဦးသေဆုံးခဲ့တယ်လို့မြို့နယ်ဖြီးသူလုံကျုံရဲအဖွဲ့ပါလာဖာကပြောပါတယ်။စက်တင်ဘာ26ရက်မနက်7:00နာရီခွဲဝန်းကျင်မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတယ်လို့သိရပါတယ်။တန့်ဆယ်မြို့က Nobel 1စီပန့်ဆိုင်အနီကိုပုံကျဲချသွားတာဖြစ်ပြီးဆိုင်ပိုင်ရှင်ရဲ့အသက်20အရွယ်မတ်ဆန်ထိတ်ထားဝေးအသက်21နှစ်အရွယ်မမီတန်ကုံစင်ရောင်သူ ကျောင်းကျိုသွားတဲ့ကိုတက်အောင်28နှစ်ပယံလုတ်ကင်နေတဲ့အသက်20ကျော်အရွယ်တွေဖြစ်တဲ့ကိုတူးနိုင်ထထူနေအောင်စိုးကိုအသက်43နှစ်ကိုဖိုးထွန်းပယံတို့တည်ဆုံခဲ့တာလို့သိရပါတယ်။ဘာတိုက်ပွဲမှကိုမရှိပါဘူးဗျာ။ပန့်ဆိုင်ပေးမှနှစ်ထပ်တိုက်ဆောင်နေတာ။အဲ့ဒီရှေ့တက်တဲ့ကိုကြတာပယံသမား5ဦးတည်တယ်။ရုပ်အလောင်းပြင်ရတာက9လောင်းပါ။ကျန်တာကအပိုင်းစရီလိုက်ကောက်ထားရတာက3လောင်းပါလို့မြို့နယ်ပါလာဖတာဝန်ခံကပြောပါတယ်။ စစ်တပ်ကပေါင်900ပုံနှလုံးကျဲချခဲ့တာဖြစ်ပြီးစုစုပေါင်းပြည်သူ10ဦးသေဆုံးက12ဦးကျော်ဒဏ်ရာရထားတယ်လို့သိရပါတယ်။ဒဏ်ရာရထားတဲ့အထက်ကလည်းပြည်သူ3ဦးကပြင်းထန်ပြီးစိုးရိမ်ရတယ်လို့သိရပါတယ်။ဘုံကျဲသွားတဲ့နေရာဟာ73စီဆိုင်ရှိတဲ့လူစီကားရနေရာဖြစ်ပြီးသေဆုံးတဲ့အထက်မှာကလေးငယ်နဲ့အမျိုးသမီးအချို့ပါဝင်တယ်လို့သတင်းရရှိပါတယ်။ဒဏ်ရာရတဲ့အထက်မှာပြင်းထန်သူတွေပါနေတယ်။နောက်ပြီးတော့အရက်သားကိုပြစ်မှတ်ထားပြီးတိုက်ခိုက်တာဆိုတော့နောက်ထပ်လာကျဲမကိုကြောက်နေကြတယ်လို့မျိုးကန်တက်ဦးကပြောပါတယ် စစ်ကောင်စီဟာပြီးခဲ့တဲ့ဩဂုတ်လနဲ့စက်တင်ဘာလဆန်းအတွင်းတန့်စင်မျိုးနဲ့ဆက်ဆက်နေတဲ့ကျွန်းလကောလင်းတို့ကိုဘုံကျဲခဲ့လို့အယက်သားထိခိုက်သေးဆုံးမှုတွေရှိခဲ့ပါတယ်။စစ်ကောင်စီကပြည်သူတွေကိုဥတီတဲ့လေကြောင်းတိုက်ခိုက်တာတွေစက်တိုက်ပြုလုပ်နေပြီးဇက်ကိုင်းတိုင်းရခိုင်ပြည်နယ်မန္တလေးတိုင်းကချင်ပြည်နယ်ကရင်ပြည်နယ်ကရင်နီပြည်စတဲ့ဒေသတွေမှာလူအစုလိုက်ပြုံလိုက်တေဆုံမှုအများအပြားရှိခဲ့ပါတယ်။ ဆက်လက်ပြီးအာရမစစ်သားစုဆောင်မှုဟာမင်းအောင်လိုင်းအကျိုးအတွက်ပြည်သူကိုတက်ရှိ CEO အဖြစ်အသုံးချနေတာလို့ KNL ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။အာနာသိန်းစစ်ကောင်စီတပ်ကပြည်သူလူထုကိုအာရမစစ်သားစုဆောင်နေတဲ့လို့ရဟာစစ်ကောင်ဆောင်မင်းအောင်လိုင်းရဲ့အကျိုးစီးပွားအတွက်အာရမအသုံးချနေတာဖြစ်တယ်လို့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဗဟိုစစ်ဌာနချုပ်ကဒီကနေ့စက်တင်ဘာ26ရက်မှာထုတ်ပြန်ပါတယ်။စစ်ကောင်းဆောင်မင်းအောင်လိုင်းတွားနေတဲ့နိုင်ငံရေးအခင်းအကျင်းနဲ့ဖောက်ပြန်တဲ့စနစ်ဟာပြည်သူတရက်လုံးအား ထာဝရကျွံပြူရေးတာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။သူသည်သူ၏အကျိုးစီးပွားအတွက်နှင့်ကျူးလွန်ထားသည့်ယာစဝတ်မှုများအားဖီသူကတရားဥပဒေနှင့်အညီတန်းခတ်ခြင်းမှရှောင်ရှားရန်စစ်တပ်ဖြစ်ကာကွယ်ထားသည်။ထိုစစ်တပ်သည်ဖက်စစ်စစ်တပ်ပြီးပြည်သူလူထုတရက်လုံးအပေါ်ယာစဝတ်မှုကျူးလွန်သည့်တပ်ဖြစ်သည်လို့ KNL ရဲ့ထုတ်ပြန်ချက်မှဖော်ပြထားပါတယ်။စစ်တပ်ထဲကိုပြည်သူတွေဝင်ရောက်ထမ်းဆောင်လို့စိတ်မရှိတော့လက်ရှိစစ်တပ်တွင် ပြုံတိအင်အားများပြားတာတွေကြောင့် ီသူစစ်မှုတဲ့ဥပဒေကိုထုတ်ပြန်ပြီးအာဓမစစ်သားစုဆောင်ခေတင်းနေရတယ်လို့ KNL ကထုတ်ပြန်ပါတယ်။အဲ့ဒီစစ်သားတွေနဲ့မိသားစုဝင်တွေကိုပုံစံမျိုးစုံနဲ့အကြက်ကရေယူတာချိန်ချောက်တာဝါရမိုင်းတိုက်တာတွေဒီဇိုင်းမမတ်လုပ်နေတယ်လို့ရှေတန်းစစ်မျက်နှာမှာအာဓမစုဆောင်ထားတဲ့စစ်သားတွေကိုအသိစိတ်ကင်းမဲ့စေဖို့မူရစ်စေဝါတိုက်ကြွေးပြီးတက်ရှိ CEO အနေနဲ့ခံကြုပ်လုပ်နေတာလည်းဖြစ်ကြောင်းလည်းဖော်ပြထားပါတယ်။ မယောင်လိုက်ရဲ့လုပ်ရဟာပြည်သူလူထုသားသမီးရဲ့အသက်တချောင်းကိုချန်စီယိုတိုင်တချောင်းလောက်တောင်တန်ဖိုးမထားပဲလူသားတိုင်းအဖြစ်တနိုင်ငံလုံးကြဲကြဲပြန့်ပြန့်အသုံးချနေတာကိုပြည်သူတရက်လုံးသိစေအပ်တယ်လို့ KNLA ကထုတ်ပြန်ပါတယ်။အနာသိန်းစစ်တပ်ဟာနိုင်ငံတော်လူငယ်တွေကိုအထူးကထားပြီးမိမျိုးစုံနဲ့စစ်သားစုဆောင်ပြီးအချိန်တိုစစ်တင်နှံပြီးရှေ့တန်းစစ်မျက်နှာတွေဆီလွတ်နေတာအပြင်တိုက်ပွဲတွေမှာရှေ့ဆုံးကလူသားတိုင်းအတွင်စစ်တိုက်ခိုင်းတာတွေလှုပ်ဆောင်လျက်ရှိတယ်လို့ ၊ကရင်၊ကချင်နဲ့ရခိုင်တိုက်ပွဲတွေမှာတော်လှန်ရေးအဖွဲ့တွေစီကိုအလင်းဝင်ခဲ့ကြတဲ့စစ်ကောင်စီတပ်သားတွေကပြောပြထားပါတယ်။ဆက်လက်ပြီးရန်ကုန်မှာစီကားတရောင်ပြဖို့သတင်းကြုတ်ပွဲတော်ပြောပွဲရှင်ပွဲတွေလုပ်ဖို့စစ်ကောင်စီဖိအားပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရန်ကုန်မြို့မှာပြောပွဲရှင်ပွဲတွေနဲ့ပြည်သူတွေစီကားနေတဲ့အောင်ဖန်တီးဖို့အတွက်သတင်းကြုတ်ပွဲတော်တွေပြုလုပ်ဖို့စစ်ကောင်စီအဖွဲ့ကအတင်းအကျပ်စီစဉ်နေတယ်လို့ဒေသခံပြည်သူတို့ကပြောပါတယ်။ အာနာသိန်းစစ်ကောင်ဆောင်မရောင်းလိုက်ဟာလာမယ့်ဒီဇင်ဘာလအတွင်းရွေးကောက်ပွဲပြုလုပ်ဖို့အတွက်ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာအေဂျင့်နေတဲ့အောင်ပြဖို့ပြောပွဲရှင်ပွဲတွေလှုပ်ဆောင်နေတာလို့မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ဤဆက်သူတို့ကဆိုပါတယ်။လာမယ့်သတင်းကြုတ်ကနေဒီဇင်ဘာအထိပြောပွဲရှင်ပွဲတွေမပြတ်ဖို့ညွှန်ကြားထားပါတယ်။အခုပြည်သူ့ရင်ပြန်မှာဆိုရင်လေမိဘုံတွေစတိတ်စင်တွေစောင့်နေတယ်။ဒါကသတင်းကြုတ်ပွဲတွေမှာဟုတ်ဘူး။သတင်းကြုတ်ပြီးရင်လေဈေးပွဲတော်တွေပါတောက်လျှောက်လုပ်ဖို့စီစဉ်ထားတယ်လို့သိရတယ်လို့၎င်းကပြောပါတယ်။ ပွဲလန်းသပင်တွေလုပ်ဖို့မြို့နယ်ရက်ွက်အုပ်ချုပ်ရေးမှုတွေကိုမှာကြထားပြီးပွဲရဲကုန်ကြစရိတ်တွေကိုပြည်သူတွေစီကမတရားသဖြင့်ခောက်ခံနေကြောင်းလဲရန်ကုန်မြို့နယ်ပြည်သူတို့ကပြောပါတယ်။ပြီးခဲ့တဲ့ရက်ကပဲရက်ွက်အုပ်ကြီးကအိမ်ကိုတရင်ကျုပ်အတွက်အလူငွေစုပ်ပြီးလာကောက်သွားတယ်။အရင်ကကိုတက်နိုင်တဲ့လောက်ထည့်လို့ရတယ်။အခုကတအိမ်ကို3000 5000စုပ်ပြီးလူဦးရေရေတွက်နဲ့ကောက်သွားတယ်။ဘာမှလည်းမဆိုင်ဘူး။ကျွန်းတော်လန်ပွဲစီရက်ကဆို အိမ်နားမှာရှုပ်ရှက်ခတ်နေပြီးကားစီးရတာအိမ်ပြန်ရတာလည်းခက်တယ်။နားတွေအရန်ကြီးပါတယ်လို့စမ်းချောင်းမြို့နယ်နေပြည်သူတို့ကပြောပါတယ်။ဒါပြင်ဈေးပွဲအနီးနားကဈေးဆိုင်တွေကိုလည်းဆိုင်ကန်ကဆိုပြီးမဖြစ်မနေထပ်မံထည့်ဝင်ရကြောင်းကျွန်းတော်လန်းနေဆိုင်ကန်ပိုင်ရှင်တို့ကပြောပါတယ်။ကျွန်တော်တို့ကအရင်တည်းကဒီလမ်းပေါ်မှာစားတောက်ဆိုင်လေးဖွင့်ထားတာပါ။အခုကပွဲစည်းဆိုင်ကန်ကဆိုပြီးတရက်ကို3000ထပ်ကောက်တယ်။ဒီနာကဆိုင်တွေကပွဲစည်းမှရောင်းလာလဲမဟုတ်ဘူးလေအဲ့ဒါကိုအတင်းကျပ်လိုက်ောက်တော့မပေးချင်လဲပေးရတယ် ကွယ်ဆေးမှာဆိုင်ကပူလေးမရောက်ရပါဘူးပုံမှန်အတိုင်းပါပဲလူတောင်ပိုလျှုပ်သေးတယ်လို့ကျွန်းတော်လန်းပေါ်ကဆိုင်ကန်းရှင်တအူကပြောပါတယ်စမ်းချောင်းမြို့နယ်ကျွန်းတော်လန်းဈေးပွဲတော်ကိုစက်တင်ဘာ15ရက်ကနေ20ရက်ထိပြုလုပ်ခဲ့ပြီးလာမယ့်အောက်တိုဘာလဆန်သတင်းကြိုပိတ်ရက်တွေမှာလည်းပစွန်တောင်ရေကျော်ပွဲစီလမ်းမတော်ပွဲစီအပါအဝင်မြို့နယ်အနှံ့မှာပြုလုပ်ဖို့စစ်ကောင်စီကစီစဉ်နေကြောင်းလဲအုတ်ထုတ်ရင်မှုရုံကဖွင့်နန်းတအူကပြောပါတယ် ပြည်သူတွေအနေနဲ့စစ်ကောင်စီကစီကားသိအောင်ဖန်တီးနေတဲ့ပြောပွဲရှင်ပွဲတွေကိုအတက်နိုင်ဆုံးရှောင်ရှားသွားလာကြဖို့လေတော်လန်ရေးအင်အားစုတွေကမြစ်တာရက်ခံတိုက်တွန်းထားပါတယ်။2025ဒီဇင်ဘာမှာအာဏာသိမ်းစစ်ကောင်စီကအထွေထွေရွေးကောက်ပွဲလုပ်ဖို့ကြေညာထားပြီးရန်ကုန်မြို့ကမြို့နယ်12ခုမှာရွေးကောက်ပွဲပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ဆလပီကြောင်မဲမျိုးနဲ့ရှစ်မိုင်ခန့်အကွာမှာတိုက်ပွဲပြင်းထန်နေတယ်။ စစ်ကောင်စီလေးကြောင်းအပြင်းထန်တိုက်ခိုက်နေလို့မျိုးကန်တွေဘေးလို့ရရှောင်ကြဖို့လူမှုရေးအဖွဲ့တွေကတိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်နဲ့ရှစ်မိုင်ခန့်အကွာကစက္ကန်းသားကြီးရွာအနီးမှာစစ်ကောင်စီတပ်နဲ့တအောင်တပ်မတော် TNL တို့တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ကဝိုင်းတွဲနဲ့စက်တိုက်ပုံကျဲနေလို့မျိုးပေါ်ကဒေသခံတွေဘေးလို့ရအမြန်ရှောင်ကြဖို့လူမှုရေးအဖွဲ့တွေကတိုက်တွန်းနေကြပါတယ်။စကန်းသာရွာကိုစစ်ကောင်စီတပ်ကစက်တင်ဘာ25ရက်မနက်နေ့ညနေပိုင်းကစ၍ ဝိုင်ကွဲနဲ့ဘုံအလုံး80ကျော်ကျေချခဲ့ပြီးနောက်ထပ်ဆက်ဘုံကျဲနိုင်ခြေရှိတယ်လို့ကြောင်မဲမျိုးကန်အချို့ကပြောပါတယ်။စစ်တပ်ရဲ့မြေပြင်စစ်တောင်းကရှေ့ကိုတိုးလာတယ်။စစ်တောင်းတက်လာတဲ့လမ်းကရွာတွေကိုလည်းဝင်နေ။ရွာမှာကြံနေခဲ့တဲ့သူတွေအတွက်အနေရအရန်ကြီးတယ်။ကျွန်တော်တို့လည်းမနက်ကအထိနေသေးတယ်။နေကင်းကမှထွက်လာရတယ်လို့ကြောင်မဲမျိုးကန်တအူကပြောပါတယ်။စက်တင်ဘာ24ရက်နေ့မှာနာအိုက်ခန့်ရွာကိုစစ်တပ်ကစစ်ကြောင်းထုတ်ပြီးကျေးရွာအနီးတောင်ရတဲမှာ စစ်ပေးရှောင်နေတဲ့တန်ဃာတော်တပါအပါဝင်မိသားစု၃ဦးကိုတနက်နေ့ပြစ်တိုက်ခဲ့ပြီးအဲ့ဒီမိသားစုကမိန်းကလေးငယ်တအုပ်ဟာအာရမကျူကျင်တက်ဖြက်ခံခဲ့ရတယ်လို့ဒီတာကန်တရင်ချင်းမြစ်ကပြောပါတယ်။ကြာကြာချင်းဒေါသထွက်တာအယံပိန်စစ်ကြောင်းကိုရှော့မတွန်းနဲ့စေးကြောင်ပြီးတိုက်နေတာလို့ကျွန်တော်တို့သိထားတယ်လို့အထက်ပါတရင်ချင်းမြစ်ကပြောပါတယ်။စက်တင်ဘာ25ရက်မြွေလီကျောင်းတိုက်ခိုက်မှုမှာထိခိုက်ပျက်စီးမှုတွေကိုမသိရသေးပါဘူး။ပြီးခဲ့တဲ့ဇူလိုင်လမှာနောင်ချိုမြို့ကိုပြန်လည်သိမ်းယူပြီးတဲ့နောက်ဩဂုတ်19ရက်ကစပြီး ကြောင်မင်းမြို့နယ်နောင်ပိန်တိုက်နယ်ကိုစစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်လာပြီးနောက် DNL PDF ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တိုက်ပွဲဆက်ဖြစ်ခဲ့တာပေါ့ကြောင်မင်းမြို့ကိုအချိန်တိုအတွင်းပြန်သိမ်းမယ်လို့စစ်တပ်ဝါဒဖြန့်လူမှုကွန်ရက်တွေကကြုံဝါခဲ့ပေမဲ့တလားကြော်ကြာအထိစစ်ကြောင်းရှေ့မတိုးနိုင်ဖြစ်ခဲ့ပြီးတဲ့နောက်အဲ့ဒီစစ်စင်ကြီးနဲ့ပတ်သက်ပြီးတာဝန်ရှိဆုံးဖြစ်တဲ့ကစားထားနေမှုဒုတိယပို့ချုပ်ကြီးနိုင်နိုင်ဦးကိုစစ်ကောင်စီကရှာတူးကဖြုတ်ချပြီးအယံအင်အားကိုပို့ဆောင်လိုက်ပါတယ်။သူ့နေရာမှာကစားထားငါမှုဒုတိယပို့ချုပ်ကြီးစော်မင်းလက်နဲ့အစားထိုးလိုက်ပါတယ်။ ကြောင်မဲမြို့ကိုပြန်လည်ရရှိရေးအတွက်အင်အားသုံးပြီးထိုးစစ်ဆင်လာနိုင်လို့မြို့မှာကြံနေတဲ့ပြည်သူတွေအနေနဲ့ဘေးလွတ်ရာကိုအမြန်တင်းရှောင်ကြဖို့ရှမ်းမြောက်ကလူမှုရေးအဖွဲ့တွေကတိုက်တွန်းနေကြပါတယ်။ကြောင်မဲမြို့နယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ကထိခိုက်တေဆုံးမှုတွေများနေတယ်လို့ကျင်းဦးနေမြို့ကန်တပ်ဦးကပြောပါတယ်။တနေ့ကအတိတရောက်နာရီသွားတော့သူတို့တပ်ကလာချတဲ့အလောင်းတွေ၅လောင်းလောက်ရှိတယ်။အရာရှိတပ်ဦးပါတယ်။အဲ့ဒါတွေကကြောင်မဲတိုက်ပွဲမှာထေတာလို့ပြောတယ်လို့၎င်းကပြောပါတယ်။ ကြောင်မင်းမြို့နယ်ကစစ်ပေးရှောင်ပြည်သူတွေကလာရှိုးနဲ့တီဘောမြို့မှာအများအပြားတိမ်းရှောင်နေကြရပါတယ်